ဟာဖုန်းနံပါတ်ရေးထားတယ်။ငါအေယာဝဲနေရာကြီးမူမင်ကိုင်ပန်းနံမျိုးနဲ့ရွှေလီကျွရမှာနေတယ်။နေရပြည်ဦးလွင်မှာနေတယ်။တရီရှိရင်နေပြီးတော့ချိန်လိုက်။ကြောက်ဝေးအောင်ဇော်ဘွေး။ဒီရကကောင်။ခေါင်းဆောင်တို့ဒီပါရမီရှင်ဖြစ်ပြီးတယ်။ခေါင်းဆောင်တို့ဒီဝိညာဉ်ကမရ။စာထဲမှာအဲ့လိုရှိတယ်။ဒါပေမဲ့ခေါင်းဆောင်ကောင်းချစ်ဖို့ပါရမီရှင်ရမှာဖြစ်တာ။ Hello Jeremy ဘာပီတိုညေကိုမော်တော်မှများအားလုံးပဲမင်္ဂလာပါ Newsbeat Channel ကနေပြန်မှကြိုဆိုလိုက်ပါတယ်2025ခုနှစ် April 26ရက်နေ့ရက်ကျွန်တော်မနေ့ပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့မနေ့ပိုင်းမှာနောက်ဆုံးကြားသိရတဲ့လောလောလတ်လတ်သတင်းကောင်းတွေများစွာရှိတော်မလို့ဗီဒီယိုကျွန်တော်နဲ့သူစာဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်အယုံဆိုးနေတဲ့ခါတိုင်းလိုပဲသတင်းတိုလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတပုတ်အနေနဲ့ကတော့ပုဂိုးတိုင်းကျုပ်ပင်ကောက်မြို့နယ်အလဲကုန်းတိုက်နယ်ရဲစခန်းနေပြန်မှထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ခဲ့လို့နေထိုင်ကောင်းဆောင်ငွေဆိုးပေါဝင်စစ်ကောင်စီတပ်သားဇော်ထက်မှလည်းတေဆုံးခဲ့တဲ့ဆိုတဲ့သတင်းကောင်းတွေပဲဖြစ်ပါတယ်။ဧပြီလ24ရက်နေ့ကျုပ်ပင်ကောင်းမြို့နယ်အရှိဘက်အလဲကုန်းတိုင်းနယ်ရဲစခန်းနဲ့ပြည်မထွက်ခွာလာတဲ့ချမ်ပစစ်ကောင်စီတပ်သားတွေအားဆိုရင်မြို့ဘက်ကိုဦးတည်ပြည်မထွက်လာတဲ့ချိန်မှာကျွန်တော် တော်လိုင်းရဲ့အခြေပြုတက်ဖွဲ့တွေကနေပြီးတော့မမိုက်ဆက်တက်ခဲ့လို့ဒီငွေစိုးပါဝင်စစ်ကောင်စီတပ်သားပေါ့နော်ဆဲဦးထက်မနဲ့တေဆုံးခဲ့တယ်ဆိုတဲ့တရင်ကောင်းလေးပဲဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးစစ်ကောင်စီရဲ့နေထိန်ကောင်းဆောင်တွေပါဝင်ကြတဲ့စစ်ခွေးတက်တရတော့ကျွန်တော်တော်လိုင်းရဲ့တက်ဖွဲ့တွေကနေပြီးတော့မလန်ခိုလက်တနေရမှာပဲမိုက်ဆက်တက်ခဲ့မှုတွေစတိုင်လို့ဆောင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာနောက်ဆုံးမှာတော့မျောစာဖြစ်သွားတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ ကချင်ပြည်နယ်ဘော်မြို့အသိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဆွဲရနေရာချို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KAI ဦးဆောင်တဲ့ဘူပေါင်းတပ်ဖွဲ့ဝင်တွေကနေပြီးတော့မှအပရလ25ရက်နေ့မှာထိုးစစ်ဆင်တိုက်ခိုက်ပြီးတဲ့နောက်ပိုင်းမှာထပ်မံတင်ပိုင်နိုင်ခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ဒီမနက်မြို့အတွင်းတချို့နေရာတွေရထားတာတော့ရှိတယ်။ချင်းနေကောင်းတယ်လို့ပြောကြတယ်ဆိုပြီးတော့မှစေးတရမြင့်ကနေပြီးတော့မှဆက်လက်ပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။စစ်ကောင်တွေဆီယာဆိုရင်လက်လေးကျောင်းနဲ့ဘုံကျဲမှုတွေအပြင်းထန်ခုခံလက်ရှိပြီးတော့မှအပရလ25ရက်တည့်အထဲမှာကိုလေးကျောင်း ဘုံကျတက်ခိုက်မှု73ချိန်ထက်မနည်းလှုပ်ဆောင်ခဲ့တယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်။အခုပြောနေမြင်ချင်းနာဖိုက်တာတဲ့ဇီလာကျဲတော့ပြီးစပရမဆေးတရင်မြက်ကလည်းပြမထလောင်းပြောကြားထားတာပေါ့နော်။ဆိုတော့ကျွန်တော်တို့အလုံးသိထားတဲ့အတိုင်းဘောမျိုးသိမ့်တဲ့ဖွဲ့ဆိုတော့အခုချိန်မှာတော်တော်လေးကိုကြာနေပြီးပြမစစ်ကောင်စီရဲ့စကားခါနဲ့စက်တဲ့ကိုကျွန်တော် KPDF တဖွဲ့နဲ့လည်းပြမအပြီးတင်ပိုင်းနိုင်ဖို့အသေးအတန်စူးစမ်းနေကြတာပဲဖြစ်ပါတယ်။ဘောမျိုးသားကြားတယ်ဆိုတော့ကျွန်တော်မကြာခင်မှာတော့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ပေါ့နော်။မြချင်းနာကိုလာမယ်ဆိုတော့ချင်းတိပြောလို့ရတာဖြစ်ပါတယ်။ ဆိုတော့ကျွန်တော်ဒီနေ့ပထမဆုံးအနေနဲ့ကြာမှာကတော့ဒီလိုမျိုးပုံပုံမျိုးအသိတိုက်ပွဲမှာ KN နဲ့ PDF တဖို့ဝင်ရဲ့အောင်ပွဲတွေရရှိတဲ့သတင်းတွေရဲ့ပြီးတော့မှစစ်ကောင်စီရဲ့ yes ကားတွေကိုကျွန်တော်တို့ online ပုံပုံတဖို့ဝင်ရနေပြီးတော့မှတိုက်ခိုက်သိမ်းပိုင်နေခဲ့တဲ့ဆိုတဲ့သတင်းတွေကိုဆရာလူမြတ်ကျော်ကနေပြီးတော့မှတေချာရှင်းပြထားတာပဲဖြစ်ပါတယ်။ဆရာလူမြတ်ကျော်ဘယ်လိုမျိုးသတင်းကောင်းတွေပြောထားမလဲဆိုတာကျွန်တော်တို့ search လိုက်ရအောင်နော်။ကံမတွေကို main line ကနေစက်လိုက်လေးတောက်အေးစစ်ဝင်လာတာပါလက်နက်ချအညာခံပါလို့ဇာတန်ပေးပြီးဝင်ရောက်လာတာပါ ရဲတွေကဘာလုပ်လဲသိလားအင်းသားပဲအင်းသားပဲဝင်ပုံတဲ့ကောင်ပေါ့နောက်ဝင်ကိုင်းတော့တဲ့ကပြေးတဲ့ကောင်ကပြေးဒီလိုခွေပြေးပြေးခင်ကြရတာပါအဲ့တော့ရက်ကန်ကိုဝင်ရောက်စီးလိုက်တယ်မြို့နယ်မှုရဲ့ဒဗလက်ကားနဲ့စိုက်ကယ်ကိုယူသွားတယ်လေလေးတချွန်ချွန်နဲ့ပြန်ထွက်သွားတယ်အဲ့တော့အိမ်သားလေးဝင်ပုံးတဲ့ကောင်နဲ့ဖုန်ကြီးကြောင်းဝင်တဲ့ဝင်ပြေးတဲ့ကောင်နဲ့ကိုင်းတော့တဲ့ဝင်ပုံးတဲ့ကောင်နဲ့တရက်ခရိုင် လောင်စာဝိုင်းတွေကိုစက်ကြီးကောက်နေတဲ့တိုက်နေရဲစခန်းလောင်စာဝိုင်းတွေကိုလိုင်းကြီးယူငွေရှာပေးနေတဲ့စခန်းကံမရဲစခန်းပြာကြတော့ပါလေနောက်ထပ်သတင်းတစ်ခုထပ်ပြောပြချင်ပါသေးတယ်ဗမောကချင်ပြီနဲ့ဒူဝါကြီးတို့ရဲ့ဗမောမျိုးသိမ်းတိုက်ပွဲစကခ21လက်ကျက်ပွဲဖြစ်တဲ့အကြောင်းပါ မနေ့ကစပြီးပြည်ထောင်တိုက်ပွဲတွေပြန်ဖြစ်နေပါတယ်။ကချင်ပြည်နယ်ဘက်ကစစ်ကောင်စီတပ်တွေထောင်နဲ့ချီဝင်ရောက်လာပါတယ်။ဖားကနေဗမာမှာတိုက်ပွဲတွေဖြစ်လာနိုင်တယ်ဆိုပြီးကြီးလန့်စားစားပြည်သူလူထုပြင်ဆင်ထားကြဖို့စော်ဩနေကြပါပြီ။ဗမာမှာတော့ဒီနေ့တိုက်ပွဲမနေ့ကစပါတယ်။ရှမ်းမြောက်မှာလာရှုပ်ကိုပြန်ပေးလိုက်ပြီး MNDA နဲ့ DNL ကအပြစ်ခတ်ကိုရက်ဆဲထားလို့အဲ sorry DNL မဟုတ် MNDA ကအပြစ်ခတ်ရက်ဆဲထားလို့လာချိုးပြန်ပေးလိုက်လို့ ပြန်နေပြန်နေလေးကိုဖတ်စစ်တာပြန်လေထိုးစစ်ဆင်လာပါလေအဲ့တော့ဒီကနေ့မှာဆိုရင် TNL DBL အဖွဲ့ကြီးဖတ်စစ်တဲ့တိုက်ပွဲဖြစ်တယ်လို့ကဲရီထိမ့်ချုပ်ထားတဲ့နတ်ဘက်ခါနတ်ဘက်ခါကိုလေလေချောင်းနဲ့ပြက်ခတ်မှုတွေရှိပါတယ်ပြည်သူလူထုကြီးဗမော်နတ်ဘက်ကအဆရှိတဲ့မိုးကုတ်ပြည်သူလူထုကြီးဖတ်စစ်တာလာရှုပ်ပြီးမိုးကုတ်စီတို့ဦးလိုက်လာမှုရှိတယ် ဗမော်နဲ့ငါဘက်ကဗတ်တစ်ကိုလည်းစစ်တောင်းထိုးဖို့ရှိနေပါဒီမာစီယာလူမျိုးကျော်ပြောထားသလိုပဲကျွန်တော်တို့တလိုင်းပွန်တွက်ဖို့မနေ့ကနေပြီးတော့မှကာမာရဲစခန်းကိုအလုံးစုံထိန်းချုပ်သိမ်းပိုက်နေခဲ့တာဗမာစစ်ခွေနဲ့ရဲခွေတချို့ဟာဆိုရင်ထပြေးသွားကြတယ်လို့ကျွန်တော်တို့သိရတာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဗော်မျိုးမှာဆိုတော့စစ်ကောင်စီတပ်ဖို့နဲ့အခုဆိုရင်အလူလဲနဲ့ခါနေရတော့ပဲဖြစ်မှာကျင်းနေပြတဲ့ပွန်ဖို့မနေ့ကနေပြီးတော့မှပေါ့နော်ဘောမျိုးတစ်ခုလုံးကိုအလုံးစုံနှိမ့်ချနိုင်ဖို့စူးစမ်းနေတာကိုလည်းကျွန်တော်တို့တွေ့ရတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီအချိန်မှာပြောလို့ရနေတာကတော့ တရုတ်ဖီးယားနဲ့သူဟိုဆိုရင်စစ်ကောင်စီကနေပြီးတော့မှလာရှုံမျိုးကိုတင်းပိုက်ပြတဲ့အချိန်မှာပဲပြန်လည်ပြီးတော့မှသူတို့ဆုံရှုံထားတဲ့ပေါ့နော်မိုးကုတ်ဘုံဘော်ဆားတဲ့ဒီလိုမျိုးအရေးပါချစ်ချာကြတဲ့မျိုးတွေကိုပြန်လည်အထုဆစ်ဆင်တက်ခိုက်ပြီးတော့မှရရယူဖို့ကြိုးစားနေတယ်ဆိုတော့လည်းကျွန်တော်တို့တွေ့တာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘွန်းတွေနဲ့ကတော့ကိုဇော်ရကနေပြီးတော့မှ Star Stone အပါဝင်ကြတဲ့ဒီတော်လိုင်းအင်းမှာဟိုရောင်ရောင်ဒီရောင်ရောင်တမားတွေကိုဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ခေါင်းဆောင်တို့ဒီပါရမီရှင်ဖြစ်ပြီးတယ်ခေါင်းဆောင်တို့ဒီမွေးမြူတွေကမရစာထဲမှာအဲ့လိုရှိတယ် ဒါပေမဲ့ခေါင်းဆောင်ခေါင်းချစ်ဖို့ပါရမီရှင်ရမှာဖြစ်တာသို့တော်လည်းပဲအလီဆက်ဆုံးတော့ထင်းချောင်းပြီးတော့ပဲ့ပြင်ပြီးခေါင်းဆောင်ဖြစ်နေတာလည်းရှိပါတယ်။ဒါမှဒေါ်လန်ဆွတ်ကြီးလိုပါရမီရှင်ကတော့ဟိုကျွန်တော်တို့အတွက်ရဖို့ခက်ခဲတယ်။အဲ့တော့ဒေါ်လန်ဆွတ်ကြီးကိုစောင့်နိုင်ငံရေးအသိမရှိဘူးဟိုဒီဘာကားသားတွေလောက်တော့စောင့်သုံးမကြဘူးလို့ပြောတဲ့ Star Stone လည်းကျွန်တော်အော်တယ်။ဘာလို့မှကိုကြီးတို့အကောင့်မောင်းတဲ့စစ်ပြီးဟိုတော်လန်ရှောင်းတော်လန်ပြေး ဟိုအမေရိကန်ကနေတော်လန်တယ်စေးစောက်တော့လည်းတက်စီဆွဲလိုက်တယ်ငါကိုဆောက်လို့ကိုမလို့အဲ့ဒါကိုခက်ခဲတဲ့အကြောင်းကြီးပြတယ်မင်းစေးစောက်တော့ဖို့မင်းမိမကိုမင်းရှာကျွေးဖို့ကမင်းကိုငါတို့ကပတ်စံပို့ရမှာဟာလုံးမအဲ့ဒါကိုကိုဆောက်လို့ကိုလှုပ်ရှားနေတာကိုထိုင်ကြီးပြတယ်အရင်တော့ကရွှေတီးဆောင်ခဲ့တာပါညရွှေတီးဆောင်တာလည်းမင်းမင်းဆောက်ပတ်စံမင်းရှာပြီးတော့မင်းဘွားလေအခုလည်းမင်းဘွားလေသူများဘွားအတွက်လည်းလုပ်နေတာမဟုတ်ဘူးဟုတ်လားစစ်ကောင်စီမကောင်းမှန်းလည်းသိတယ်အဲ့တော့ကျွန်တော်တို့ပြောကြမယ်ကျွန်တော်တို့ဒီမွေးရပါခွင့်ရေးတွေရှိတယ် နော်ကျွန်တော်တို့ဒေါ်လာရေးလောက်ရခြင်းအကြောင်းပြောပြမယ်ကျွန်တော်တို့မွေးရပါအခွင့်အရေးတွေရှိတယ်မွေးတွေကဘသူ့ကြုံမှခံမို့မဟုတ်ဘူးဘသူ့ရဲ့ခြေလှမ်းမှုမှခံမို့မဟုတ်ဘူးကျွန်တော်တို့ကကျွန်တော်တို့မွေးဖွားလာတဲ့အခါမှာကျွန်တော်တို့ရှင်သန်နေထိုင်ခြင်းနဲ့နိုင်ငံတော်ကျွန်တော်တို့ရှင်သန်နေထိုင်တဲ့ကမ္ဘာကိုဘုံသဘောတူညီချက်တစ်ခုရယူရဲဆိုလို့ရှိရင်ကျွန်တော်တို့တည်ဆောက်ခွင့်ရှိတယ်အဲ့ဒီတည်ဆောက်ခွင့်ကိုပိတ်ပင်ထားတဲ့ကောင်တီကျွန်တော်တို့ကြုံပြူတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီကိုယ့်ရဲ့လွတ်မြောက်ခြင်းကိုနိုင်ငံเจ้าအောင်ရှောင်မပြေးဘဲနဲ့ကိုယ့်ရဲ့လွတ်မြောက်ခြင်းကိုကိုယ်မွေးဖွားရဒေသမှာကိုလွတ်မြောက်မှုကိုကို ကိုတိုက်ယူနေတဲ့ကောင်တွေဖြစ်တယ်အဲ့တော့တိုက်ယူခြင်းစိတ်အားနေွားလို့ဒိုးွားပြီဆိုရင်လည်းဒိုးွားတဲ့ကောင်တွေလည်းမင်းတို့တိုက်ယူခြင်းစိတ်အားနေလို့ဒိုးွားတာငါတို့လည်းပြစ်မပြောဘူးဒါပေမဲ့ဆော့ပစက်တော့နည်းနည်းပိတ်တာပိတ်ကြမကောင်းဘူးကိုဇွေကတော့တဲ့ကိုပြောလိုက်တာနော် Star Zone ဆိုတာကတော့ကျွန်တော်အားလုံးလည်းတည်ထားတဲ့အတိုင်းတဟာတလီမှာတော့ဒီလိုမျိုးတော်လိုင်းတမအချင်းချင်းပြန်ပြန်တမဝေဖန်ပြောဆိုမှုတွေလည်းရှိတတ်သူဖြစ်ပြီးတော့မှအခုဆိုရင်ကျွန်တော်တော်လိုင်းရဲ့အချိန်ကောင်းနေတဲ့အချိန်မှာဒီလိုမျိုးလို့ဆောင်ချစ်ရတော်တော်လေးမကောင်းမှုဆိုတဲ့အကြောင်းပေါ့နော်ကိုဇော်ရနေပြန်တော့ပြောဆိုထားတာဖြစ်တယ်ကျွန်တော်ဒီတော်လိုင်းရဲ့မှာတော့ ားလုံးကနေပြီးတော့မှဒီရေမှတ်ချက်တစ်ခုထားရှိထားတာတကူကတော့စစ်ကောင်စီနဲ့လူမျိုးပြည်သူတွေပုံမှန်တိုင်းကျင့်နေကြတဲ့ခရနီနဲ့ဖောင်းပါလူတစုတွေဖျက်ချဖို့ကြိုးစားနေတယ်ဆိုတော့လည်းအလုံးလိုက်တည်ထားကြတာမလို့ကျွန်တော်ကနေပြီးတော့မှဟိုယောင်ဒီယောင်တမားတွေအားကျဲနေတဲ့ကောင်တွေကိုလစ်လူရှူထားပြီးတော့မှပေါ့နော်ကျွန်တော်တော်လိုက်ဟေးကိုစစ်သွားရမယ်ဆိုတဲ့အကြောင်းတွေ့ရတာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတဘို့အနေနဲ့ကတော့ဘောမကျော်စိုးကနေပြီးတော့မှ မော်မမျိုးတိမ့်တက်ပွဲမှာစစ်ကောင်စီတဖို့ဝင်တယ်အကြဆိုးများနေတယ်ဆိုတဲ့ဟာကိုပေါ့နော်ပြောလို့ပြောစားဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တို့ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ယူဆတော့သူကဒီကနေ့မနက်၄နိုင်မှာအလုံးရင်းနဲ့ဗတ်ပေါင်းစုံနဲ့ဝင်တိုက်တယ်ဝင်တိုက်တော့ဒီဒီတက်ကဒီကင်းမုံတနည်းအားဖြင့်တက်ဖြောက်ထားတဲ့အဖွဲ့တွေကဒါမျိုးနေရှင်းဆိုင်ဆော်ပလိုက်တယ်ပြင်းပလိုက်တယ်တနည်းအားဖြင့်ဒီဘက်ကလက်ဦးမှုရယူပြင်းပလိုက်တာခံလိုက်ရတော့ဟိုဘက်ကတက်ကွင်းထဲဝင်ပြီးတော့ခံလိုက်ရတာဒီကနေ့မနက်ဖြစ်စီမှာ KIA PDF ရောတာပဲနော်ဒီကောင်တော့အလုံးပဲဒီဒီဓာတ်ပုံတွေကတော့ကျွန်တော်တို့ဒီအင်တာနက်အခက်ခဲရကျွန်တော်မတင်နိုင်သေးဘူးကျွန်တော်ဓာတ်ပုံတွေညာကျွန်တော်တင်ပေးမယ် ဒီကနေ့ကတော်တော်များများရတယ်တဖက်ကလည်းဒီ KIP PDF ဘက်ကလည်းအာဒီဒီချိန်လေးမနက်၄နာရီလာတိုင်းငါတို့အခွင့်ကောင်းဟိုတဖက်မှာတော့ဒီကင်းသမားတော့ကျိုးနေလောက်ပြီပြီးရင်ကျွန်တော်ဒီဘက်မှာလမ်းကင်းနေလည်းမရှိတော့ဘူးအဲသူတို့ရပြီဆိုတော့သူတို့ကလည်းအပိုင်ဝင်ကျုံတာအင်းအားတော်များများနဲ့ဝင်ကျုံတာတော်တော်များများနဲ့ဝင်ကျုံတာအဲ့တော့အဲ့ဖြစ်စမှာကျွန်တော်တို့ဒီအကြမ်းဖက်သမားတွေအလောင်းတွေလက်နက်တွေများစွာရတယ်အလောင်းလက်နက်များစွာရတယ်ပြီးတော့ကျွန်တော်တို့ဒီတိုက်ပွဲတွေဖြစ်တယ်ဖြစ်တဲ့ခါမှာဒီအကြမ်းဖက်သမားတွေနောက်ကိုဆုတ်တယ်ပေါ့ဗျာသူတို့ခံလိုက်ရတာကိုဆုတ်တယ်ဆုတ်တဲ့ခါမှာကျွန်တော်တို့ဒီတက်မလို့ကနေပြီးတော့ဒါဘုံကျဲလေရင်နေပြီးတော့ကျွန်တော်တို့ဒီတိုက်ခိုက်လေရင်နေတောက်လျှောက်ကျွန်တော်တို့ ရှင်းလင်းမှုတော့ရှောက်လုပ်တယ်အဲ့နောက်ပိုင်းမှာဒီကနေ့မိုးလဲပိုင်းလောက်မှာတို့တော်တော်ကြီးဆုတ်သွားတယ်ဆုတ်ပြီးတော့ကျွန်တော်တို့ဒီ test scan ရှိတဲ့ area area တွေကိုတို့အပြင်မျိုးပြန်ရနေပြီးတော့ဒါလက်နေကြီးနဲ့ပြစ်ထည့်တဲ့နေရာတွေရှိရလို့သိရတယ်သိရတယ်အဲ့တော့တက်ကလည်းအဲ့ဒီတို့ရဲ့ဒီလက်နေကြီးပြစ်တဲ့နေရာကိုကောင်းလာပြန်ပြီးထောင်းလမ်းပြီးတော့တောက်လျှောက်ဘုံကျဲရှင်းလင်းမှုတွေတောက်လျှောက်လုပ်နေတယ်အော်ဒီကနေ့ဒီပမ္ပုံမျိုးတိုက်ပွဲနဲ့ပတ်သက်ရင်တော့တကယ်အားရစရာပဲဗျအားရစရာပဲတို့ရောဗျအော်လာတန်းရပြီဒီရဲကင်းကျိုးတဲ့အချိန်ပေါ့လေးနိုင်လောက်အလုံးတည်ရတယ်များခင်ဗျားလည်းကင်းကျိုးတဲ့အချိန်သူတို့ငိုက်နေတဲ့အချိန်ပေါ့အဲ့ချို့သူတို့အခွင့်ကောင်းယူလာဆော်ပလိုက်တယ်သူတို့ဘက်ကလည်းပိုင်မို့ဗျာတနည်းအားဖြင့်သူတို့ဘက်ကလည်းပိုင်ပြီဆိုအပြက်ဝင်အောင်တာ ် KIP တွေကစစ်တိုးကြောင့် KIP တွေအပေါင်းပါလေအပြောက်ဝင်အောင်တာတက်ကလည်းအဲ့ဒီမှာကျွန်တော်တို့တက်ကမြုပ်ထားပြီးစားတက်မြုပ်ထားတယ်ကင်းလည်းမကြိုးဘူးသူတို့ဝင်ရောက်လာနိုင်လမ်းကြောင်းမှာတောက်ချောက်ပိတ်ပြီးရှင်းမလိုက်တာတော်တော်များများအလောင်းနေရတယ်တော်တော်များများတည်ရပါဗျာအဲ့လိုတော့အခြေအနေသိရတယ်ဒါတော့ကျွန်တော်တို့ ဒီဒီကနေ့မနက်ပိုင်းမှာတိုက်ဝဲဘမော်မှာတိုက်ဝဲတွေဖြစ်ခဲ့တဲ့အချိန်တွေအဲ့တော့ဘမော်ရဲ့တိုက်ဝဲကကျွန်တော်တို့ဒီလေးလပတ်လေကိုရောက်လာပြီလေးလပတ်လေကိုရောက်လာပြီအဲ့တော့တကယ်တိုက်ဝဲရဲ့ကြာချင်းကလည်းမနေဘူးပေါ့ဗျာမနေဘူးပေါ့ကျွန်တော်တို့ဒီမြန်မာတပ်မတော်သားတွေတကယ်ကိုကျွန်တော်တောင်းဝန်ကြည့်ပါတယ်ကျွန်တော်တို့နားခခကအမြင်နဲ့အမှတ်ရနေပါတယ်အင်ဒိုတိုက်ဝဲအမြင်နဲ့အမှတ်ရနေပါတယ်အဲ့တော့အင်ဒိုတိုက်ဝဲမှာတော့ကျွန်တော်တို့ဒီတော်လေးတော့ဒီဆိုးသွားတဲ့အချိန်တွေဖြစ်သွားခဲ့တယ်ပေါ့ဗျာဆိုးသွားတဲ့အချိန်တွေဖြစ်သွားခဲ့တယ်အဲ့တော့ဖြစ်ခဲ့တဲ့အချိန်တွေတော့ကျွန်တော်မပြောတော့ပါဘူးတကယ်ကိုကျွန်တော်တို့ဒါဆိုးသွားပါတယ်အဲ့တော့ဒီကချင်နေတဲ့ဇကိုင်းမှာတကယ်ကိုကျွန်တော်တို့စေးရအရေးပါတဲ့နေရာကဒီဇကိုင်းနဲ့ကချင်အဆက်အင်ဒိုတကယ်ကိုကျွန်တော်စေးရမှာပြောကြတယ်လမ်းမရမှာပြောကြ ြတယ်သူရဲ့ပတိဝီအနေနဲ့တည်ရှိမှုကမဟာပြောကြတယ်လက်ရှိကကျွန်တော်ဗမောဗမောကတကယ်ပိုးတော့ပိုးတော့ကျွန်တော်မဟာပြောကြသေးတယ်အဲ့တော့မျိုးတစ်မျိုးပါတော့ကျွန်တော်ပြန်တတ်ရတာခက်တယ်ဗျအချိန်တော်တော်ယူရတယ်ပြန်တတ်ရတော်တော်လေးခက်တာပေါ့အဲ့တော့ဗမောကတစ်ဖက်မှာကျွန်တော်တို့ဒီဒီတေယုံမြန်မာနေဆက်ရှိတယ်တစ်ဖက်မှာကျွန်တော် KI KI အဖွဲ့တွေလှုပ်ရှားတဲ့ line စာတို့မိုင်းချရင်တို့ပြီးရင်အခြားသော KI ထုံချုပ်တဲ့ area တွေလည်းရှိတယ်အော်ဒီဒီဗမော်ရဲ့ဒီဗမော်မှာတက်ရှိတဲ့သဘောကလေဒီ KIA ဌာနချုပ်လို့ထိချုပ်ဖို့အတွက်ဒီဗမော်မှာကျွန်တော်အင်အားကအလုံးကြီးရှိတာတပ်ပေါင်းလုံးရှိတယ်ပေါ့ဗျာတပ်ပေါင်းလုံးရှိတယ်နေဟာ ဒီကျော်စိုးကနေပြီးမှခုဆိုရင်ဘောမျိုးမှာပေါ့နော်ကဲနဲ့ပြီးတဲ့ပုံထိုးနေတယ်ပြီးမှအလင်းငိုက်တက်ခတ်ခံရတယ်ဆိုတဲ့ပုံစံမျိုးပြောဆိုထားတာဖြစ်တယ်သူတို့ရဲ့ထောင်ချောက်ထဲဝင်တာပဲဆိုတဲ့ပုံစံမျိုးနဲ့အားချောင်းပြောဆိုနေတာပေါ့နော်ဘလိုပဲပြောပြောကျော်လို့ရှိမှလည်းအားလုံးသိထားတဲ့အတိုင်းဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရတဲ့ဘောမျိုးမှာဆိုရင်လည်းအလိုလင်းနဲ့ဒီတေဆုံမှုတွေများနေတော့မှာပြီးမှကျော်တို့ဘက်ကနေပြီးတော့မှအဆုံးသက်တိုက်ပွဲပေါ်ဆောင်နိုင်ဖို့အခုဆိုတော်တော်လေးနီးစပ်နေတယ်လို့ချက်တရတာပဲဖြစ်ပါတယ်။မကြာခင်မှာတော့ဘုံမျိုးနဲ့ပတ်သက်ပြီးတော့မှထူးခြားကောင်းမွန်တဲ့တင်းတွေကြမ်းမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။ ျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီဘောမှာအပါသားပေါ့နော်ကိုကြီးဆိုတဲ့ငါးထဲကနေပြီးတော့မှဇော်ဘောရင်ကိုဘယ်လိုမျိုးဒက်အစိန်ခေါ်ထားလဲဆိုတာကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်ဒီနိုင်ငံလုံးမှာရှိတဲ့ရဟရှင်လူပြည်သူပြည်သားတိုင်းရင်းသားများအားလုံးကိုကျွန်တော်မင်းသားကြီးကမင်းလာပါလို့နှုတ်ခွန်းဆက်လိုက်ပါတယ်နိုင်ငံတော်အလံဦးအမြဲတမ်းလွင့်ထူထားတဲ့ကျွန်တော်ရဲ့မွေးရမြေအေရဝရဆရာကြီးမူဝင်ခိုင် န်းတရုံမြို့နယ်ရှူလီကျေးရွာကိုကျွန်တော်ပြန်လည်ရောက်ရှိနေပါတယ်လို့ကျွန်တော်လိုင်းပေါ်ကနေပြီးတော့စိန်ခေါ်နေတဲ့အေးခွေးဝဲစားလေးဇော်ဖုံးဟင်းဟွန်းမင်းတွေးရှိချာပေါ်မင်းနော်အဖုံးနှစ်ဘက်ရေးထားတယ်ငါအေးရန်တရာကြီးမူမင်ကိုင်ပန်းတရုံမြို့နယ်ရှူလီကျေးရွာမှာနေတယ်မင်းကပြည်ဦးလင်းမှာနေတယ်တတိရှိရင်မင်းနေပြီးတော့ချိန်လိုက်အေးခွေးကောင်ဇော်ဖုံးဟင်းပီဒီအားကောင်နော် မင်းတမတော်ထောက်ခံခြင်းအောင်စောင်းနော်မင်းအလူခံစားနော်မင်းအောက်ကမင်းအရာရှိစစ်တီတွေကိုမင်းပေးကန်စွန့်ကြဲသလိုနဲ့မင်းစစ်ကြောင်းတွေကိုမင်းရန်သူကိုသတင်းပေးနေတဲ့ဟောက်ပီဒီရက်အချင်းချင်းတွေပေါ်ကုန်ပြီနော်မင်းတတိရှိရင်ပြည်ဦးနေရာတွေမင်းနေပြီးတော့ဆင်းလာခဲ့ဘာအေအော်ရဲနေမင်းနော်မင်းနေပြီးတော့တက်လာမယ်မင်းကြိုက်တဲ့နေရာကြိုက်တဲ့အချိန်ကိုချိန်လိုက်မင်းဟိုတည်းကဖုံးဆက်ထဲကပြောပြီးရိုက်နော်မင်းတေနဲ့စီပြီးတော့ပြောပြီးရိုက်နော်ဇော်ဖုံးဟင်း င်းမှတ်ထားငါနာမည်မင်းမင်းသားကြီးခေါ်မင်းလောက်အောင်မင်းဟောဇော်ဘွင်ခွေးကောင်ကဲရတော့မင်းသားကြီးဆိုတဲ့ငနေရကနေပြန်မပါနော်ဇော်ဘွင်ကိုပြန်ပြန်မစင်ခေါ်ပြောဆိုထားတော့ကျွန်တော်ကြားရပဲဖြစ်ပါတယ်ဒီဇော်ဘွင်ပြောတဲ့စကားအရတော့အခုဆိုရင်သူတို့နေရာကတော့နေပြီးတော့မှချင်းထူဖို့များနေတာဖြစ်ပြီးတော့မှအရင်တော့သူတို့အားချောင်းခဲ့ဖို့တဲ့ဒီဇော်ဘွင်နဲ့အောင်မင်းလို့ကိစ္စမျိုးပဲဖြစ်လာမလားဆိုတော့ကျွန်တော်ဆုံးချက်မှာပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ပြောလို့ရတာတစ်ခုကတော့ ဇဘွင်းရဆိုရင်ဒီလိုမျိုးဘောမလော်ပြီးတိုက်ကြတဲ့မှာသူဟာဆိုရင်တော်တော်လေးကိုလူမုံများနေရတာပြီးတော့မှသူရဲ့အာချောင်းမိုးနဲ့ပေါ့နော် ပေါ့ပေါ့ရှာရှာပေါ့ပန်းလေးစဲတွေအာချောင်းပြောဆိုမိုးတွေကနေပြီးတော့မှအခုဆိုရင်ဒီလိုမျိုးဘောမတွေနဲ့ဂျန်နဲ့စစ်ကောင်စီတဖို့ပုံတွေကနေပြီးတော့မှအပြင်မှာခြေပန်းနဲ့ရှင်းပြချင်နေတယ်လို့လည်းကျွန်တော်ကြားသိရတာဖြစ်ပါတယ်။ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီဘောမပြောထားတဲ့စကားပုံမှာဇဘွင်းရနေပြီးတော့မှဘယ်လိုမျိုးပြန်လဲခြေပါတိုက်ခိုက်ထားမလဲဆိုတာကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။ အမင်းသားကြီးဆိုတဲ့ဆောက်ယူတနာယူရအောင်မင်းနဲ့ငါလိုလိုက်လေးပါရင်လွန်ပြီးပြောပြီးရင်မင်းအောက်မှာမတ်နေတဲ့ comment တွေမိမမင်းပြန်ဖတ်ယောက်ျားဆိုတာကတိုက်ခိုက်ရင်ရန်သူကိုတိုက်ခိုက်ရင်တော့ဘာမှမဖြစ်ဘူးနော်ရန်သူမဟုတ်ဘဲနဲ့ကိုယ်နဲ့ဘတ်တူတဲ့လူကိုတိုက်ခိုက်ရင်ကြာဆုံးတတ်တယ်မင်းလည်းသမီးသားပဲကြီးတာငါလည်းသမီးသားပဲမင်းငါတဲ့အသက်အများကြီးကြီးလောက်တယ်နော်ငါအသက်45နှစ်ပဲရှိသေးတယ်ရန်သူကိုသွားတိုက်ခိုက်တာကပြဿနာမဟုတ်ဘူးကိုယ်နဲ့ဘတ်မတူဘဲနဲ့ရန်သူကိုသွားတိုက်ခိုက်တာဘာမှမဖြစ်ဘူးကိုယ်နဲ့ဘတ်တူတဲ့လူကို တိုင်းပြည်နိုင်ငံလူမျိုးကောင်းဆောင်လှုပ်ပေးနေတဲ့လူတယောက်ကိုမပူပေါင်းပဲနဲ့လက်မတွဲပဲနဲ့မနာလိုမရှုစိတ်နဲ့ယောက်ျားချင်းဖြစ်ပြီးတော့မှတိုက်ခိုင်းကြဆုံးတတ်တယ်။ငါ့ကိုတိုက်ခိုက်တဲ့နိုင်ဟာမင်းတို့ယူရီးယားကမိုက်ကယ်ဆိုတဲ့ကောင်ငါ့ကိုဖက်သုံးသိန်းထုတ်တယ်စုကြီးအဲ့ကောင်ကတေးတန်ကြသွားပြီ။နော်ယူရီးယားမှာမိုက်ကယ်ဆိုတဲ့ကောင်ငစီပဲကြံတော့တယ်။ငစီတို့ခွေးမဲ့တော်လို့ကြံအောင်မယ်။နော်ကြသွားပြီ။သူအချိန်တိုင်ဖြစ်လာမှာ။အောင်မင်းမြမဟတ်တော်က ငါ့ကိုဒီဇိုင်းမိုက်မှတိုက်ခိုက်ခဲ့တယ်မဟုတ်ကဟုတ်ကတွေပြောခဲ့တယ်ငါ့ကိုတိုက်ခိုက်ရင်လည်းသူပဲကြဆုံးခဲ့ငါကအလုံးလည်းမရောဘူးအရက်လည်းမရောဘူးငါပူမူပူတော်မှမိုက်လာသေးတယ်အဲအခုမင်းမင်းငါ့ကိုဘာကြောင့်တိုက်ခိုက်တယ်ဆိုတော့ငါသိတယ်မင်းမဥပင်ကိုဘယ်သူရောက်လာလဲဆိုတာငါသိတယ်နော်မဥပင်ကိုဘယ်သူရောက်လာလဲဆိုတာငါသိတယ်မင်းကဘောသွားမှပြီးတော့မှငါ့ကိုအဲ့ဒီလူကြီးတယောက်ကပြောခိုင်းတဲ့စကားကြီးငါ့ကိုလာပြောတယ်ဟုတ်လားအဲ့တော့အဲ့မှာစာဖြစ်တာနော်လောက်တာတွေ မင်းတို့ကလှုပ်လာတာငါမင်းတို့ကိုမပြောဘူးပါဘူး။အာမင်းသားရဘာဖြစ်ပါလဲညာဖြစ်ပါလဲငါမပြောဘူးပါဘူး။အခုမင်းငါ့ကိုလာတိုက်ခိုက်တဲ့အတွက်ငါမင်းကို public area မှာတဲဖုံးဆက်ပြီးတော့မင်းတို့ရုံးမပြပဲနဲ့လုံးမလုံး။ရုံးပြပြီးတော့စိန်ခေါ်တယ်။ဘောရတော့ deal fight တော့။အခုဆိုရင်တော့ဒီမင်းသားကြီးဆိုတဲ့ဘောမရဲ့ဇဘင်းတို့နှကောင်ကတော့အယူကိုက်နေတာတွေတော်တော်လေးများနေတာပြမချခင်မှာတော့သူတို့ချိန်ထုတ်မဲ့ပွဲတွေက ဘယ်လိုမျိုးဖြစ်လာမလဲဆိုတော့ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းနေတာပဲဖြစ်ပါတယ်ပြီးတော့တရားလုံးအနေနဲ့ဒုက္ခပင်လယ်တွေဝင်နေတဲ့အချိန်မှာဒီလိုမျိုးစစ်ကောင်စီကအပေးထောက်ခံပြီးတော့မှ PDF အယောင်ဆောင်တွေကြားတဲ့ပေါ့နော်ဘုံမတွေကတော့များနေတယ်ဆိုတော့လဲကျွန်တော်ကြားသိနေရတာဒီမှာအခုဆိုရင်လဲသူတို့အချင်းချင်းပဲပြီးတော့မှဆွဆွဲပြီးတော့မှတိုက်ခိုက်နေကြတာကိုတွေ့ရပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အပါသားဘုံမကနေပြီးတော့မှကျတို့တော်လိုက်တက်ဖို့ဝင်နေပုံမှာဘယ်လိုမျိုးတွေးခွဲစကားတွေပြောအောင်မလဲဆိုတာဆက်ကြည့်လိုက်ရအောင်နော်။ဒါရှုထိမ့်သိမ့်ထားတော့တရုတ်ရဲ့ စစ်သားတွေရောက်နေတာတော့ဘာလို့ဆိုတာနော်အမှန်တကယ်ကတပုံနဲ့ဒီစစ်တပ်နဲ့ဂျားထဲမှာအကြေလည်မှုတွေဖြစ်မှာဆိုလို့ဂျားဝင်ခံတဲ့အနေနဲ့တရုတ်စစ်တပ်ကလုံလုံကြီးယူပေးထားတာနောက်ဆုံးမေကွာဒီတမတော်ဝင်တဲ့လမ်းကြောင်းတော်မှာတပုံကိုယ်တိုင်လုံလုံကြီးယူပေးထားတာနော်အဲ့တော့ဒါတရုတ်ကထိန်းချုပ်ထားတာမဟုတ်ဘူးကွာအချိန်တန်ကြလို့ရှိရင်စိတ်ချပြီဆိုသူကပြန်မှာနော်ဘာမှဒီလောက်လောက်မျိုးငယ်လေးကိုမက်စရာလဲမလို့ဘူးကွာဟုတ်ပြီလား အဲ့တော့အခုဆိုလို့ရှိရင်လောက်ကင်တို့ဒီကွန်လုံတို့အဲ့ဘက်ဒီမှာညမလူမျိုးအခွင့်မခံတော့ဘူးဆိုတဲ့ပြဿနာနော် PDF ကိုတွေးလို့ရှိလို့ရှိရင်ပြတ်တက်တယ်ဆိုတဲ့ပြဿနာတွေတက်နေတယ်အဲ့ဒီတက်နေတဲ့ကိစ္စတိတ်ပြီးတော့ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ဘူးကွာကိုကြီးပြောချင်တာဒီကွန်ကလူမျိုးတွေကဗမာလူမျိုးတွေကိုကြည့်ပြီးတော့တော်တော်ကြောက်နေကြတယ်နော်မင်းတို့တွေဗမာပြည်နယ်ဖြစ်ပြီးတော့မင်းတို့တွားလို့မရဘူးကွာအရန်ကြီးတွားပြောမယ်ဗမာရဲ့စိတ်ဓာတ်ကဒီကောင်ကြီးကကောင်းကောင်းတည်သွားပြီလို့ကိုကြီးကတော့ထင်တာပဲကွာနော်မင်းတို့စဉ်းစားကြည့်ငါတို့လူမျိုးက စောက်ချင်နေကောင်းလားမကောင်းလားဆိုတာမင်းတို့အသိဆုံးပဲဟုတ်ပြီလားအဲကိုလူမျိုးချင်းတော့တော့တဲတဲမဲ့တက်နေတဲ့ဥစ္စာအဲ့တော့အဲ့လူလူမျိုးဒီကောင်းနေဘက်ကနေအခွင့်မခံတဲ့ဥစ္စာတော့အပြစ်ပြောလို့မရဘူးအရင်တော့လောက်ကန်တို့ဒီကွန်လုံတို့ဒီထရေးရောလို့ဆိုတာဒီမှာလူမျိုးသွားနေလို့လည်းရတယ်အလုပ်သွားလို့လည်းရတယ်အခုအခွင့်မခံတော့ဘူးဆိုတာကနည်းနည်းလေးကြောက်သွားပုံရတယ်ဟုတ်ပြီလားငါတို့လူမျိုးကလည်းကြောက်စရာလည်းကောင်းတာဘူးနော်အဲ့တော့အဲ့ဟာနေပတ်သက်ပြီးတော့လည်းရင်ထဲမှာအရင်ခံစားမနေတော်တော့စေမတည်ငြိမ်နေတဲ့အချိန်မှာတော့ဒီကောင်းလေးကြောက်ပြီးတော့ဝင်ခံမှာမဟုတ်ဘူးအခုဆိုလို့ရှိရင် bad side တွေ့လို့ရှိရင်ပြတ်သက်တယ် ီကောင်ပြောတဲ့ပုံစံအရတော့ကျွန်တော် MND ကနေပြီးတော့မှ PDF တွေကိုအလိုမရှိတော့ဘူးဆိုတဲ့ပုံစံမျိုးခုချင်းဒီပေါ့နော် what happened ပြောဆိုနေတာပဲဖြစ်ပါတယ် last issue ကိစ္စနဲ့ပတ်သက်ပြီးတော့မှအားလုံးလိုက်တည်ထားကြတဲ့အတိုင်းတို့ရဲ့ကြောထောင်းနောက်ခံပြီးမို့တဲ့သူစစ်ကောင်ဆရာဆိုရင်ပြန်လဲစုမထင်းချုပ်ထားတာပြီးတော့မှအခုချိန်ဒီလဲတို့တက်ကနေပြီးတော့မှဒီ last issue မျိုးမှာနေရာတနေရာစာရယူထားတယ်လို့ကျွန်တော်ချက်တရတာဖြစ်ပါတယ်ဒီကြားထဲမှာဘောမလို့ပြီးတိုက်နေတဲ့ကတော့ last issue မျိုးကိုစစ်ကောင်ဆရာနေပြီးတော့မှပြန်လဲထင်းချိုးလိုက်တဲ့ပုံမှာတော်လေးကိုဝန်တာလုံးဆိုပြီးတော့မှအခုဆိုရင်ကျွန်တော်တို့တော်လိုင်းရေးပုံမှာ ရေဒီဝင်ရောက်တရှက်ဟန်တာရတယ်နောက်ပြီးတော့မှအားချောင်ပြောဆိုမှုတွေလည်းများတစ်ထစ်များလာတာပဲဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ကျွန်တော်ခုလိုမျိုးခစ်ပစ်နေတဲ့အချိန်မှာလှုပ်ရှားလို့ကောင်းနေတယ်ပေါ့နော်ဘာသာရေးလောကထဲကအယူဆလွဲတွေကိုကျွန်တော်တော်လံပြတဲ့သားသူဖြစ်တဲ့ကိုဘူဘူကျော်အနေနဲ့ပြီးတော့မှဒီချာလေးရှင်းပြထားတာပဲဖြစ်ပါတယ်ကိုဘူဘူကျော်ဘယ်လိုမျိုးတွေပြောအောင်လဲဆိုတာကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်ကျွန်တော်တို့မြန်မာလူမျိုးတွေအားလုံးသိတယ်ဗျာစုံမခုံလို့ပြောလိုက်ရင်အဲ့ဒီဇက်လန်တို့ကျွန်တော်အားလုံးကြည်ရတယ်စုံမခုံရယ်ပါကျဲရယ် ်ချန်တန်ဆရာတော်ရဲ့အဆိုင်နေလေရေနကအဲအဲ့ဒါရဲ့အဲကျန်းသာတပင်းဆရာတော်အဲ့လိုမြင်တယ်အုတ်ဆောင်နေလေဒုက္ခောက်နေကျွန်တော်မသိလို့မြင်တယ်တကယ်ဘုရားပါတာလားမဟာယနလားနောက်တခြားတခြားသောဝိဇ္ဇာဖြစ်ဖို့အတွက်လုံနေကြတဲ့ဟာလားကျွန်တော်တော့ဉာဏ်မမိပါဘူးဒါပုံမှန်လင်းပြောရင်ဒါပေမဲ့လည်းကျွန်တော်တို့လူမျိုးတွေမှာတော်တော်များများကဒီလိုမျိုးတွေကိုကိုးကွယ်ကြတယ်ဒီလိုကိုးကွယ်ကြတဲ့လူတွေတက်မှလည်းကျွန်တော်တို့ဇီယာဟိုစောက်တော့မကြတဲ့ ဒီမအားရလို့လူနိုင်ငံရေးအကြီးအကဲတွေခရိုနီတွေတော်တော်များများကိုးဝေးကြတာအဖုံကြီးရောဘာဖြစ်လို့လဲဆိုတော့နေရရလို့လားနေရရလားလားအုံတော့မရှိဘူးပညာမတတ်ဘူးအဲ့ဒီကကျတော့သူတို့တည်တာကအဲ့လိုရရချီတဲ့ဖုံကြီးတွေဝိဇာဖြစ်တဲ့ဖုံကြီးတွေကပိုပြီးစွမ်းတယ်လို့ထင်ကြတယ်အမှုပညာသမားတွေမှာပဲជីជីကျမ်းစာနဲ့ကိုကကိုဗုဒ္ဓဘာသာအရထေရဝါဒစစ်စစ်ရှောက်လန်းနေတဲ့ဖုံကြီးတွေကိုမကိုးဝေးဘူး ဖိုထိုးလို့ပဲချမ်းသာတော့မလို့လို့အာဘေးရင်တွတ်တက်တဲ့ဆရာတော်တို့ရရရာချီတက်တဲ့ဆရာတော်တို့ဆိုအဲ့ဒီနားမှာဝိုင်းနေတာကတခါတည်းဒီနိုင်ငံတော်အကြီးကဲအုံတော့မရှိတဲ့ကောင်းလေးခရိုနီတပညာတော်လို့ခရိုနီဖြစ်လာတာမဟုတ်တာတောခုတ်တောင်ခုတ်ဒီအစ်အစိုးရနဲ့ရင်းနေပြီပြီးတော့ချမ်းသာလာတယ်အဲ့ဒါတွေအားလုံးကိုသူတို့ကာကွယ်နိုင်တယ်သူတို့ပဲရရရာချီပြီးလိုက်အားလုံးပပျောက်သွားအဲ့ဒါမျိုးတွေကိုယ်ပဲမူပါပုံများတယ်ကျွန်တော်ပြောတဲ့စကားအမှန်တော့ခင်ဗျားတို့သိတဲ့တွေ့ကြည့်ဒီမှာ ဟိုရင်းဖြစ်တဲ့ဟာတွေဟာအဲ့ဒီလက်စွပ်လေးစွပ်ပေးလိုက်အဲ့ဒီလက်စွပ်ကဘလောက် တကိုးကြီးဘာလို့ကြောက်မှုမှာပါအဆောင်ပေးလိုက်အဲ့ဒီအဆောင်ကြောင့်သူတို့ကတိုးတက်လာတာအဲ့ဒါကျွန်တော်မြန်မာလူမျိုးတွေစောက်တယ်လို့တကိုးအဲ့ဒါဗုဒ္ဓဘာသာလို့ခင်ဗျားတို့ပြောကြမှာအဲ့ဒါထေရဝါဒလားโอเคအခုငလင်ဖြစ်တယ်ရိုးရိုးလေးပဲဗျစကိုင်းပြည့်ပြည့်ကျော်ဆိုတာကီလိုမီတာ1200ရှိတယ်ခင်ဗျားတို့ကြောက်လို့မသိဂျပန်ကလူမျိုးတွေကဂျပန်မှာအရင်ငလင်လောက်တယ်။အဲ့တော့ဂျပန်လူမျိုးတွေကငလင်နဲ့ပတ်သက်ကအရင်ကိုစိတ်ဝင်စားပြီးတော့သူတို့ရဲ့နီးစားရဲ့ပတ်ဝန်းကျင်တွေကိုသူတို့ကငလင်အင်းလေးလာရေးတွေထွက်တယ်။မြန်မာနိုင်ငံဆိုအရင်ထွက်ခဲ့ကြတာ အများကြီးတိတက်တက်တဲ့ဆရာတွေရှိဒီထဲမှာလက်မှတ်နေပါကိုဘိုးကျော်ပြောတော့တယ်အခုဖြစ်ဖြစ်နေတာနဲ့ပေါ့နော်တကယ်ကိုထပ်တူကြတယ်လို့ပြောမှဖြစ်တယ်ဒီလိုမျိုးကျွန်တော်ပြီသူတွေငါဘေးကြုံပြီးတော့မှကဆက်နေတဲ့အချိန်မှာတချို့ကောင်တွေကနေပြီးတော့မှဘာသာရေးကိုခိုးတုံးလို့ပြီးတော့မှလုံစားနေကြတော့အားလုံးလည်းတွေ့ရဖြစ်ဖြစ်ပါတယ်မြောက်လိုင်းကိုတိုင်ကနေပြီးတော့မှအဆောင်ရဲတရားတွေချီပြီးတော့မှအခုချိန်ထိတော်လိုင်းရေးကိုနောက်ရှေ့ဟန်တာဖို့စူးစမ်းနေတော့မှဖြစ်ပြီးတော့မှဒီကြားထဲမှာဒီမဘာသာအုပ်စုတွေကနေပြီးတော့မှလဲမြောက်ပင်းအကော်ထုတ်လုပ်ပေးမှုတွေနဲ့သူ ကျွန်တော်တော်လိုင်းတဖို့အနေနဲ့ပြည်သူတွေကြားထဲမှာတွေ့ခွဲစကားတွေပြောဆိုနေတာကိုအောင်လုံးလက်တည်ထားတာပဲဖြစ်ပါတယ်။ဆိုတော့ဒီလိုမျိုးပေါ့နော်တဘောအဘေးရဲ့နယ်ကြုံတာကိုစစ်ကောင်စီနဲ့ဘောမလော်ဘီတိုက်ကနေပြီးတော့မှခွင့်ကောင်းယူပြီးတော့မှဟုဆိုရင်သူတို့အရင်ကတည်းကလိုလေလိုထားရှိတဲ့မီဒီယာတွေအဆောင်တွေနဲ့ပတ်သက်ပြီးတော့မှလည်းလိုင်းပေါ်မှာတော်တော်လေးကိုကြေကြံပြပြတဲ့ဝါရဖန်ပြောဆိုမှုတွေလည်းကျွန်တော်ကြားနေရတာပဲဖြစ်ပါတယ်။ပြည်သူတရားလုံးအနေနဲ့ကတော့ဒီလိုမျိုးစစ်ကောင်စီနဲ့အတူရောင်လူတစုတွေရဲ့အားချောင်ပြောစကားတွေကိုနားမြောင်းတော့ပဲနဲ့အခုဆိုရင်ကျွန်တော်ဒီမြေပြင်မှာဖြစ်ဖြစ်နေတဲ့တကယ် ပကတိအဖြစ်တွေပေါ့နောက်ဆုံးထားပြီးတော့မှာပေါ့နော်ကျတို့ဒီဒေါ်လိုင်းလိုင်းလုံးတွေနဲ့သူ့မကြခင်မှာကျတို့မြင်ရတော့မဲ့ဒေါ်လိုင်းရောင်တွေကိုကြိုးဆိုကြရအောင်လို့ပြောရင်လည်းကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မြို့ဝပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျေးဇူးချင်တဲ့ပြေဆုံးပြီးတော့မှာတာယာရဲ့ channel နေ့တိလေးဖန်ဆန်ကြပါစေလို့ကျတို့ဒီနေ့ကနေစုမကောင်းတောင်းပေးလိုက်ပါတယ်